2025ပထမ3လအတွင်းတက်စလာလျက်စစ်ကရောင်းချမှု73ရာခိုင်နှုန်းနီးပါးကျဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American Liesic ကထုတ်လုပ်ရေး Tesla ကယခုနှစ်ပထမ3လအတွင်းကမ္ဘာတဝန်းကားရောင်းချရမှု73ရာခိုင်နှုန်းနီးပါးကျဆင်းသွားကောင်း2022နောက်ပိုင်းအဆိုးဆုံးဖြစ်ခဲ့ပြီး Tesla Liesic ကဝယ်လိုအားများဆက်လက်ကျဆင်းနေပါသေး။ တက်စလာဟာဗုဒ္ဓဖူးနေ့ကပထမ3လသင်ပို့မှုအရှေ့ရအတွက်ကို ထုတ်ပြန်ကြေညာခဲ့ပါထိတ်ယခုနှစ်ဇန်နဝါရီလမှမတ်လအထိတက်စလာကနေလျှက်စစ်က33,000အစီးရေခပသဝန်းသူပို့ဆောင်ခဲ့တယ်လို့ဖော်ပြခဲ့ရာဒါဟာယမန်နှစ်ထိုကာလနဲ့ရှင်ရင်အစီးရေ9,000လောက်လျှော့နေသွားပါထိတ်ဒီစကောင်ကြီးတွေအခြားခန်းစားခွင့်တွေပြီးနေတဲ့ကြားကအခုလိုကြာစင်းလာတာဖြစ်ပါထဲ့ ဥရောပဈေးကွက်တွေမှာတက်စလာရောင်းချမှုနှုန်းဆက်လက်ကျဆင်းနေပြီးပြင်သစ်မှာစရင်ပေးသွင်းသူအသစ်39ရာခိုင်နှုန်းနဲ့ဆွစ်တင်မှာ64ရာခိုင်နှုန်းကျဆင်းနေပါအထိတရုတ် EV ထုတ်လုပ်ရေး BYD ကတစ်နှစ်ထက်တစ်နှစ်23ရာခိုင်နှုန်းတက်လာပြီးတရုတ်ကုမ္ပဏီ Geely က169ရာခိုင်နှုန်းမြင့်တက်လာပါအထိ တက်စလာရဲ့စက်ရုံထွေးမှာမော်တယ်ဝိုင်းလိုင်းစ်ပြောင်းလဲလာခြင်းကထုံလုံးမှုကိုရတနာပတ်များကြအောင်ဆုံးရှုံးစေပြီးလက်ရှိဖြစ်နေတဲ့ပြဿနာထွေးကိုထော့တက်စလာကမပြောထားပါဘူး။ပြီးခဲ့တဲ့သတင်းဘက်ကအမေရိကန်တက်လျှောက်တက်စလာအယောင်ဝယ်နေရာတွေမှာဆန်းနာပြမှုပေါင်း200ကျော်နဲ့ကမ္ဘာတဝန်းမှာလည်းဆန်းနာထုတ်ဖော်မှုများ ရှိခဲ့ပါသေးလို့သိရပါသေးရှင်။